င်းမင်္ဂလာပါရှင်ဒီနေ့သမီးတို့ group အ grade 8 group 1နေပြီးတော့ effective communication ဆိုတာဘာလဲအဲဘလို့လုပ်တင်တယ်ဆိုရင်ကြားရသုံးချက်ကိုရှင်းပြပေးရှင်းပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်တော့သမီးစပြောပါရမယ်နော်ပထမဆုံးအနေနဲ့နားထောင်တတ်ဖို့အရေးကြီးပါတယ်လူတစ်ယောက်က communication လုပ်တတ်ဖို့ဆိုရင်အဓိကခြားသူပြောရတဲ့စကားကိုနားထောင်တတ်ဖို့ပဲဖြစ်ပါတယ် အဲသူကစကားပြောနေတဲ့အချိန်မှာကိုကဖြစ်မပြောရဘူးမျက်နှာရှေ့ရှေ့သွားဖြစ်ဖြစ်ပဲမလုပ်ရဘူးတကယ်တမ်းလေးလေးနက်နက်နဲ့နားထောင်တိတိသူကယဉ်ကျေးမှုရှိရရဲ့လူကိုလေးစားရဆိုတဲ့သဘောတရားကိုလည်းပြတ်တာပေးပါရဲ့ဒုတိယအနေနဲ့ eye contact ကလည်း effective communication နဲ့မှအရေးပါတဲ့ချက်တစ်ခုဖြစ်ပါဝင်ပါရဲ့ဒုတိယအနေနဲ့စကားပြောတဲ့အချိန်မှာမျက်စိကိုမကြည့်ပဲပြောရင်သူကထင်မြင်သွားနိုင်ပါတယ်ဒီလူကစိတ်ဝင်စားအောင်ဆိုပြီးထင်မြင်နိုင်ပါတယ်တယောက်က တယောက်မျက်နှာတယောက်ကြည့်ပြီးစကားပြောတတ်ရင်တစ်ဖက်သူကကိုယ်ကိုယုံကြည်လာတယ်ကိုပြောရတာကိုလည်းသဘောတူတတ်လာတယ်တယောက်နဲ့တယောက်ကြားမှာ respect လေးတူတတ်လာတတ်ပါတယ်အချို့သူတွေကမျက်စိကြည့်ဖို့တက်အဲကြောက်ရွံ့ကြောက်ရွံ့တတ်ပါတယ်အဲ့အဲ့ရာကိုလည်းစဉ်းစားတတ်ဖို့ကရေးကြီးပါတယ်နောက်ဆုံးအနေနဲ့ understanding feeling ပဲဖြစ်ပါတယ်။ understanding feeling ကိုခံစားတတ်ဖို့လည်းရည်ကြီးပါတယ်။တစ်ဖက်သူကစိတ်ညစ်နေတဲ့အချိန်ဒါကမင်းအတွက်အဲ ိတ်လုံးမဲ့မထင်ပါဘူးလို့ပြောတဲ့ရင် तू ကအင်း तू နားလေဆိုရဲခံစားချက်ကိုရနိုင်ပါတယ်။အဲဥပမာတစ်ခုအနေနဲ့တငယ်ချင်းတယောက်အတွက်ကိုကအယောင်ဝမ်းတာလို့ပြောရင်အဲ့တုံ့ပြန်ချက်က तू နဲ့ကိုကြားမှာယုံကြည်မှုကိုတိဆောက်ပေးနိုင်ပါတယ်။ အဲနောက်ပြီးတော့ဘာလို့ effective communication လို့တက်ဖို့လို့လဲဆိုရင် effective communication ကိုကျင့်သုံးတဲ့ရင်အဲလူချင်းချင်းကြားမှာဖြစ်နေရပြီပြိပခိုင်နေလာမယ်ဆက်တယောက်နဲ့တယောက်ကြားဖြစ်နေရဆက်ဆံရေးကိုပုံမနာလည်လာနိုင်မယ်မိသားစုမိတ်ဆွေအလောက်ကိုင်ဖွဲ့စည်းရမှာလည်းယုံကြည်မှုမြင့်များအဲညမလာပြီးတော့ပုံမချစ်ခင်လာကြမယ်။ဒါကြောင့်လူတိုင်းနေနဲ့ဒီစကေးတွေကိုနှိစင်ကျင့်သုံးတတ်ဖို့လိုပါရဲ့။သမီးတို့ group 1တင်းကပြောချင်တာကတော့ဒီချက်တွေပဲဖြစ်ပါရဲ့။အားလုံး အတွက်အသုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်ထီးထူးတင်ပါတယ်